မြန်မာပြည်သားတွေတဝဲတလန်အကဲဆန်းဖို့မလေးရှားနိုင်ငံကို United အသင်းသားတွေရောက်နေပြီးဗိတ်သများလုံးဝဲမိန်လာများ Red TV Information ကနေပြန်လည်ကြော်လိုက်ပါရင်ကမ္ဘာမထီတဲ့မြန်မာပြည်သားမမောင်လေးနဲ့ပြိုင်ပွဲအဖြစ်ရှင်ပြိုင်ရင်ဆိုင်ဖို့အတွက် Manchester United အသင်းသားတွေကတော့မလေးရှားနိုင်ငံကိုရောက်ရှိနေကြပါပြီဂျမနီညကလေးကရောက်နေကြတာဖြစ်ပြီးတော့မလေးရှားလေကြောင်းလိုက်နဲ့အင်္ဂလန်ကနေကွာလာလမ်ပူကိုပြန်တန်းလာကြတာဖြစ်ပါရင်မလေးရှားနိုင်ငံဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်နဲ့အရန်ကြီးမလန်းမွေးလို့ပတ်စံရှိတဲ့ဘောစီရှင်မာတွေလည်းကွင်းထဲကိုကိုယ်တိုင်ကိုကြသွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါရင် ဒါပြင်မလေးရှားနိုင်ငံအတွင်းမှာလည်းရွှေပြောင်းမြန်မာလုံသားတွေအများပြနေတိုင်းတာကြောင့်ကံကောင်းတဲ့ကြံကြောင်းကြီးတွေကတော့ဥနနာရဲ့လက်စွမ်းကိုမြဝါတင်တင်မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါရင်ပေါ်ပြီးထူးခြားနေတာကဥနနာဆောက်တဲ့ဂိုးပေါက်ကိုချင်းချောင်းမဲ့ကစားမားတွေတင်းမှာမြမပီသားပေါ်ပေါ်လင်းလဲပါဝင်နေတာဖြစ်ပါရင်ဆိုရှယ်မီဒီယာပေါ်မှာမြင်တွေ့နေရတဲ့ရုပ်သံဖိုင်တွေအားဆိုရင်လည်းအထာမထားတဲ့အာချာကျားတို့ရဲ့အသိကောင်းဆောင်မမောင်လင်းဟာအာချာညမောင်းတင်းနဲ့ပူးပေါင်းနေပြီလို့သိရပါရင် ဒီနေ့ခေတ်မှာတော့အာဆီယံဘောလုံးလောကရဲ့စင်တန်းဟာအာရှထိပ်သီးအသင်းတွေကိုရှင်းနိုင်လာခဲ့ပြီဖြစ်ပါတယ်။အထူးသဖြင့်အင်ဒိုထိုင်းဗီယက်နမ်အသင်းတို့ဟာအာရှထိပ်သီးအသင်းတွေဖြစ်တဲ့ sorry ကိုရီးယားနဲ့ဂျပန်တို့ကိုတော့တူတင်ကိုရင်ကန်နိုင်ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့တခြားအာဆီယံအသင်းတွေတိုးတက်မှုပေါ်စီရှိနေချိန်မှာကျွန်တော်တို့အာရှကြားကြီးကတော့အဲ့ရကနိုးမလာသေးပေမဲ့အဲ့ကောင်းကောင်းတဲ့အတိတ်ဟောင်းတွေကိုစဉ်းစားနေဆဲဖြစ်ပါတယ်။ဒါပေမဲ့အာဆီယံအသင်းရဲ့အနေနဲ့လူငယ်အကယ်ဒမီကိုစနစ်တကျလေးဖွဲ့စည်းပြီးတော့နိုင်ငံလေးအဆင့်အသင်းကိုတစ်ဆင့်မြအောင်လှဆောင်နေချိန်မှာ မြန်မာနိုင်ငံကတော့အကန့်ကောင်းမှလူငယ်အကယ်မီတွေမှာအရွေးခံနေရပါတယ်။လက်ရေးစင်ကစားမတွေဆိုရင်လည်းမနက်ပိုင်း training ညပိုင်း high camp နဲ့အားကစားတဲ့ပြင်မအပြော်ကိုပုံမှန်နေကြပါတယ်။အထူးသဖြင့်ပရိသတ်ကိုပြန်ဆန်းတဲ့ကစားမတွေတောင်ရှိနေပြီဖြစ်ပြီးတော့ဒီထဲမှာမြန်မာနေမမော်လင်းလည်းပါဝင်နေပါတယ်။ဒါကြောင့်လည်းမော်လင်းအောင်အသင်းအောက်ဆောင်ရာထုတ်ကနေဖယ်ရှားခံထားရပါတယ်။ဒါပေမဲ့လည်းအာဆီယံဘောလုံးဖွဲ့ချုပ်ကတော့မော်လင်းရဲ့အချင်းစီအိုက်တဲ့အကွင်းနဲ့ခြေစွမ်းကိုသာအလေးထားခဲ့တာကြောင့်အခုလိုမျိုးအာဆီယံဩစတြေးလျအသင်းမှာရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုမနက်ပိုင်းည9:55မိနစ်အချိန်မှာရှင်ပိုင်ကစားသွားကြမှာဖြစ်ပါရင် United တင်းကတော့ဒီပွဲစဉ်အတွက်လူဆောင်တက်ဆုံကိုခေါ်လာခဲ့ပါရင်ပထမနေရာမှာစနိုက်ကျော်အိုလန်နာတွန်ဟီတန်ဘာရီနာအသုံးစလုံးကိုခေါ်လာခဲ့ပါရင်နောက်ထပ်မှာအာမန်လူငယ်ကစားမလေးဖြစ်တဲ့အာမာဒီလင်ဒါလော့ဒေါ်ဂိုအီဗန်ဖရက်ဒရီစင်ဟေဗန်ကမာစင်ကွန်ကိုဂီမကွာယာမိုရိုလောရှော့ကွဲလက်ပိုင်းအတွက်ကက်စမဲရိုကော်လီယာဖိုင်နန်လူငယ်လေးတွေဖြစ်တဲ့ဖလက်ချာကိုနေမိုင်နူမိုထောက်မေဆမောက်ချက်ဝိုက် ဥကာဒီလိုကိုစုံလင်လင်းခေါ်ဆောင်လာခဲ့ပါတယ်။တိုက်စစ်မှာကြားမြင်တော့လဲအာမတ်ဂါနာချိုဝိုင်လန်လေးစီအိုဘီမာတင်နဲ့ဆန်ဂျီတို့ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဂျပန်နိုင်ငံကကွာလာလမ်ပူကိုတရောက်လာခဲ့တဲ့ United ကစားသမားတွေကိုလည်းမလေးရှားနိုင်ငံကစကားမပီကလာပီကလာလေးနေနဲ့နာမည်ခေါ်ပြီးတောင်းတောင်းဖျက်ဖျက်ကြိုးစားခဲ့ကြပါတယ် United အသင်းဟာရှင်းတော်အာရှဘက်အချက်ကိုရခိုင်ကလည်းလာရောက်ခဲ့ပုသလိုဒီအချိန်မှာတော့မလေးရှားနိုင်ငံကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းမနက်ဖြန်ကစားမဲ့ပွဲမှာတော့လူငယ်ကစားသမားတွေကိုသာအဓိကအကြပွဲထုတ်သွားဝင်ရှိနေပါတယ် ယူနိုက်တက်အသင်းနဲ့ရှင်ပြိုင်ကစားမဲ့အာဆီယံအော်စတာအသင်းကိုဗီယက်နမ်အသင်းရဲ့အနီးပြားချုပ်မစ္စတာကင်ဆန်စစ်ကအနီးပြားချုပ်ဖြင့်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆိုင်းဆာလေးနဲ့တွေ့မှာမော်မော်လင်တယောက်သွင်းကိုရှာဖွေပေးနိုင်မလားဆိုတော့မေ28ရက်နေ့မနက်ဖြန်မှာတွေ့မြင်သွားတော့မှာပဲဖြစ်ပါတယ်။မော်မော်လင်တယောက်လမ်းရရပြီးခြေစွမ်းကောင်းနေပြသနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောင်းနေနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။